ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောင်ပြည်စုံမှုခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးနောက်ခေါင်းပေါင်းနှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောင်ပြည်နဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ီပိုင်းဆောင်မှာတော့ပါကျဲဟာတောင်ဆောင်တနေရာမှာအိပ်ပျော်နေပြီးတော့ခဏနိုးလာတော့အပြင်းကြောတစ်ချက်ဆန်းလိုက်ပါတယ်။ပါကျဲအိတ်နေနေရာကနေလှမ်းကြည့်လိုက်ရင်ဇာတော်နဲ့ဝူချင်းတို့ကိုမြင်နေရပြီးတော့ဇာတော်ဟာပါကျဲဟာအခုချိန်ထိပြန်မလာသေးတာကြောင့်တခုများဖြစ်နေတာလားဆိုတော့စိတ်ပူနေခဲ့ပါလိမ့်။ဝူချင်းကတော့ဆုံးခုံးကပါကျဲကိုလိုက်ရှာနေဖြစ်တာကြောင့်စိတ်ပူမနေဖို့နဲ့ထန်ဆန်းကိုတော်ကိုပြောပြနေပါတယ်။ပါကျဲကိုတောင်ကြီးပတ်လည်မှာလိုက်ရှာနေဆုံးခုံးကတောင်ဆောင်တနေရာမှာကလူးကလောနဲ့အိပ်ပျော်နေပါကျဲကိုတွေ့လိုက်ရပါတယ်။ ာကျဲကိုတွေ့သွားတဲ့ဇုံခုံးကပာကျဲကိုဓာတ်ရိုက်မနှိုးပဲတစ်တောက်ငှက်ဟန်ဖန်ဆင်းဟန်ဆောင်ပြီးတော့ပာကျဲရဲ့နှာခေါင်းကိုသွားပြီးတော့တောက်လိုက်ပါလေနှာခေါင်းစိတ်ခံလိုက်တဲ့ပာကျဲကမကောင်းဆိုးလာပြီးမကောင်းဆိုးလာပြီးဆိုပြီးတော့လန်နိုးလာခဲ့ပြီးတော့တစ်တောက်ငှက်ကိုတွေ့တဲ့အခါမြင်းနေကနှိပ်စက်တာမလုံလောက်တော့တစ်တောက်ငှက်ကိုဝင်ကူနေတာလားလို့ပြောကာသူကတိတ်ခေါင်းမဟုတ်ဘူးလို့ပြောလိုက်ပြီးတော့နှာခေါင်းကိုဝက်ပြီးတော့ပြန်အိတ်နေခဲ့ပါလေတောင်မှအားမရသေးတဲ့ဝူခေါင်းကပာကျဲရဲ့မျက်နှာကိုငှက်ချီးပါချတဲ့ပုံစံလောက်ကငှက်ချီးစာကိုကပ်ပြစ်လိုက်ပါလေ ။ဘာကြောင့်အိမ်များတော့နဲ့အတူတူပြန်လာပဲကောင်းတယ်လို့တွေးပြီးတော့တကယ်လို့မြင်းနှင်းကမေးလာမြန်လာလောက်ခဲ့မယ်ဆိုရင်ပြန်ဖြေဖို့အเจ้าရာကိုကြိုတင်စဉ်းစားကတောင်းတလုံးဂူတစ်ခုရှိတောင်းပြန်ဖြေရမယ်လို့သူကရေရွတ်နေခဲ့ပါတယ်။ဂူထဲမှာတော့ငွေကြိုမိစာသူ့တပည့်တွေကိုကင်းလဲဖို့တောင်းကိုစိတ်ကြတော့ကိုကင်းလဲကြရှိုးမြောင်ဆောင်ကြရှောက်ကြဘာညာနဲ့စောအောနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲရွှေကြိုကရောက်လာပြီးတော့တောတောင်တွေကိုသေးသာစစ်စေးတဲ့ကြောင်းကိုထန်ဆန်းကိုတော့ဟာဒီတော့ဒီတောင်းနာကနေဒီနေ့မှဖြတ်ဆန်းသွားနိုင်ကြောင်းတတိပေးနေခဲ့ပါတယ်။ ငွေကြိုကတော့စားဖို့တားဖို့တားကောင်းနေတဲ့လူတွေအများကြီးလွယ်လွယ်ကူကူဖမ်းလို့ရနေတဲ့ထဲကမှထန်ဆန်းထန်ဆန်းနဲ့တထန်ဆန်းနဲ့ဆန်းနေတာဘာကြောင့်လဲဆိုပြီးရွှေချိုးကိုမေးတဲ့အခါမှာရွှေချိုးကထန်ဆန်းဟာတာမန်ဖုန်းကြီးမဟုတ်ကြောင်းနဲ့ကောင်းငင်ဘုံတရင်ရဖုန်းတကိုကြီးတဲ့ဖုန်းကြီးတစ်ပါးဝင်စားခဲ့တာဖြစ်ပြီးတော့သူ့ရဲ့အသားကိုအနှဲငယ်စားသုံးမိုံနဲ့ထာဝရအသက်ကိုရရှိနိုင်မှာဖြစ်ကြောင်းပြောပြလိုက်ပါလေ။အဲတော့မှပဲငွေချိုးမိစာဒီတရင်ကတေးကြတယ်ဆိုရင်တော့ဖြစ်တော်ရဲတောင်ထဲမှာချိုးချံချွေတာပြီးတော့တရားကျင့်ကမသေးတဲ့နီးကိုရှားစရာမလိုတော့ပဲ။ ထန်ဆန်းရဲ့အသားလေးစားလိုက်အောင်နဲ့သာဝရအသက်ရှိတော့မှဖြစ်ကြောင်းကိုပြောကြားနေပါလေ။သူတို့ရဲ့တပည့်တွေကလည်းပြောရှင်းစွာထောက်ခံနေကြပြီးတော့ငွေချိုးကထန်ဆန်းကိုတော့ကိုသူကိုယ်တိုင်လက်ရဖမ်းမိမှဖြစ်ကြောင်းကြေပီးခဲ့လိုက်ပါလေ။ရွှေချိုးကအရင်မလိုပါနဲ့လို့ငွေချိုးကိုပြောပြီးတော့ထန်ဆန်းကိုဖမ်းမိတာပြောပြီးထန်ဆန်းကိုရောတွေ့ဘူးသလားလို့မေးလိုက်ပါလေ။နောက်တော့ရွှေချိုးကငွေချိုးကိုခေါ်သွားခဲ့ပြီးတော့ငွေချိုးကတော့သူတပည့်တွေကိုခဏဆောင်မှုပြောကာရွှေချိုးရဲ့နောက်ကိုလိုက်သွားခဲ့ပါလေ။ရွှေချိုးကထန်ဆန်းနဲ့သူတပည့်တွေရဲ့ပုံသူကိုယ်တိုင်ဆွဲထားကြောင်းပြောကာ ဝူခုံတို့လေးယောက်ရဲ့ပုံတွေကိုဆွဲထားတဲ့ပကြီကားတစ်ချက်ကိုမြိန်မှုအောင်ကြည်ထားဖို့ကိုပြသထားလိုက်ပါလေ။သူတို့ကိုတွေ့တဲ့အခါတိုက်ဆိုင်စစ်ဆေးဖို့အတွက်ပကြီကားကိုယူသွားဖို့ငွေကြိုးကိုပေးခဲ့လိုက်ပါတော့တယ်။ဇုံခုံကတော့သူ့မြေမမချောင်းဆရာတော်ကိုပြောပြနေချိန်မှာပဲပါကျဲကပြန်အောင်လာတာကြောင့်ဇုံခုံကပါကျဲအဖြေကိုကြိုသိနေတဲ့အခါဒါပါတောင်နဲ့ကြောက်တောင်ဒါပါကူနဲ့ကြောက်ကူဒါပါတကားနဲ့တန်တကားလို့ဖြေနေပြီးတော့ကူကဘလောက်ဝေးလဲဆိုတာကိုစဉ်းစားမထားတာကြောင့်မဖြေတဲ့ပဲဖြစ်နေခဲ့ပါလေ။အဲတော့မှဇုံခုံကကူကဘလောက်ဝေးတယ်လို့မမေးပဲ။ ကူဘဏပေါက်ရှိတယ်လို့မင်းရင်၃ပေါက်လို့ဖြေပြီးတော့တကားဘောကတန်ရီเจ้าမင်းရင်တော့မမှတ်မိဘူးဆိုတဲ့အကြောင်းဖြေမကိုကြိုသိနေကြောင်းပြောပြလိုက်ပါတယ်။ပါကျဲကတောင်းတချက်ကလေးမှပတ်မကြည့်ပဲသူပြင်မဲ့စကားတွေကိုဘလို့များကြိုသိနေတာလဲလို့ဆိုလိုက်တာကြောင့်ဇုံခေါကဒေါသထွက်ပြီးတော့ပါကျဲကိုလိုက်ထူးတဲ့အတွက်ပါကျဲဟပတ်ပြေးနေခဲ့ရပါတယ်။ဇုံခေါကပါကျဲကိုမိသွားတော့မှတောင်းကိုပတ်မကြည့်ပဲတောင်းချီမှအိတ်နေကောင်ဟမ်တစ်တောင်းကတာလာမနှိုးရင်နှိုးမှမဟုတ်တဲ့သူလို့ပြောပြီးတော့ထိုက်ရိုက်လိုက်ပြန်ပါတယ်။ ပါကြီးကလည်းတစ်တောင်ငှက်ပုံပြောင်းလိုက်တဲ့ဆုံးခုံသိပြီလို့ပြောပြီးတော့ပပီးနေပါတော့တယ်။ပပီးနေနဲ့မောလာတဲ့ပါကြီးကဆရာတော်စီသွားပြီးတော့အကာအွယ်ယူလိုက်တာကြောင့်ဆုံးခုံကလည်းဆရာတော်ကိုပတ်ပြီးတော့ပါကြီးကိုလိုက်နေခဲ့ပြန်ပါလေ။ဆုံးခုံကဆရာတော်ကိုကြွယ်ကမပေးဖို့ပြောတဲ့အခါဆရာတော်ကဆုံးခုံကပါကြီးလျှောက်ပြောမယ်အဖြေတွေကိုကြိုပြီးတော့ပြောထားပြီးသားဖြစ်ကြောင်းအစကသူကမယုံခဲ့မယ်မျောလင်းမထားပဲအဖြေတွေကကွက်တီဖြစ်နေခဲ့ကြောင်းဒါကြောင့်မလို့ဆုံးခုံကိုအပြစ်ပေးဖို့ခွင်ပေးလိုက်ပါလေ။နောက်မှဆရာတော်ကအခုတခါတော့ခွင်လို့ပေးလိုက်ဖို့နဲ့ နောက်တစ်ခါဒီလိုခိုကပ်နေမယ်ဆိုရင်အမှန်တကယ်အပြစ်ပေးရမှာဖြစ်ကြောင်းကိုပြောလိုက်ပါတော့တယ်။ဒါတော့မဲဆုံးကောင်ကဒါဖြစ်ရင်ပါကျဲဟာကိုအမားကိုတောင်းဝင်ရမှာဖြစ်ပြီးတော့နောက်တစ်ချိန်တောင်းကိုပတ်ကပြန်လဲဆေးဆေးဖို့တောင်းဝင်ပေးလိုက်ပြီးဒီတစ်ခါထပ်အိတ်ရဲအိတ်ကြီးဖို့ကျိန်းလိုက်တဲ့အခါပါကျဲလည်းမအိတ်ရဲတော့ပါဘူးဆိုပြီးတော့ပြေးထွက်သွားခဲ့ပါတော့တယ်။ကြောက်ကြောက်နဲ့ထွက်သွားတဲ့ပါကျဲကိုကြည့်ကဆရာတော်နဲ့ဝူခုံးကအိမ်နေပြက်လောက်တဲ့အထိရီပေါင်းလိုက်ကြပါလိမ့်။ပါကျဲကလမ်းမှာတိတ်ကိုင်းတစ်ခုဖယ်ပြီးတော့တိတ်ကိုင်းရန်တံပြန်ရိုက်လိုက်တာကြောင့်ဇုံကိုရင်လက်ချက်လို့ထင်ကနောက်တစ်ခါမလိန်တော့ဘူးဖြစ်တဲ့အတွက် ဒုံနဲ့မရိုက်ဖို့တောင်းပန်နေပါလေငါတကောင်ဖြတ်ပြန်သွားတာကိုတွေ့တဲ့အခါမှလည်းကြီးကန်းကိုစုံခုံပုံပြောင်းထားတာလို့ထင်နေပြီးတော့ဒီခါသူမအိတ်တော်ဘူးဆိုတဲ့အကြောင်းကိုလှမ်းပြီးတော့ဂတိပေးနေခဲ့ပါလေတောင်ချားတဏျာရောက်မှာတော့တောင်ကလပ်ပေါ်မှာမတ်တက်ရက်နေတဲ့ငွေကြိုးကိုဝူခုံးကပုံပြောင်းထားတဲ့မိစားလို့ထင်ပြီးတော့စကားတွေသွားပြောနေခဲ့ပါလေအဲ့တော့မှပဲငွေကြိုးဟာဟာဟာရီမောပြီးတော့ငွေကြိုးရဲ့တပည့်တွေကလည်းပါကျဲကိုဝိုင်းထားလိုက်တော့တာပါပါကျဲကသူကဒီနားလေးခဏဖြတ်သွားအောင်သာဖြစ်တာကြောင့်တပည့်တယောက်ကပကြီးကားကိုပြပြီးတော့ ဘာကျဲအားထန်ဆန်းတို့အဖွဲ့တွေကတယောက်ဖြစ်ကြောင်းကိုသိသွားခဲ့ပါတော့လေငွေကြိုးကတော့ဒီဘက်ကစုံကုံဖြစ်နိုင်ပြီးတော့ဒီဘက်ကဗဇက်ပြဲပြဲပါဖောင်းပေါင်းကောင်ကပါကျဲဖြစ်တာကြောင့်အခုဖမ်းမိတဲ့သူကပါကျဲပဲဖြစ်ရမယ်လို့ဆုံးဖြတ်နေခဲ့ပါလေတပည့်အားလုံးကအဲ့ဒီမှာဖြစ်နိုင်ကြောင်းဝိုင်းအော်တော်မှာပါကျဲကသူ့နှာခေါင်းနဲ့ဗဇက်ကိုအမြန်ဖုံးထားလိုက်ပါလေငွေကြိုးကတော့မင်းကပါကျဲပဲလို့ပြောနေပေမဲ့ပါကျဲကသူ့မျက်နှာကိုကြွဲကားမဟုတ်ကြောင်းညင်းဆန်နေပါလေဇာတော်ကတော့ရှေးပေးလွတ်ထားတဲ့ပါကျဲကကြန့်ကြာနေတာကြောင့် ။ဇုံခုံမေးတဲ့အခါဇုံခုံကတကယ်လို့မိစ္ဆာနဲ့သာတွေ့ပါက ပြန်ပြေးလာမှဖြစ်ချောင်းပြောပြီးတော့မကောင်းဆိုးရနဲ့မတွေ့တာကြောင့်သာရှေ့ဆက်လျှောက်ပြီးတော့ဆက်လက်ဆေးဆေးနေတာဖြစ်နိုင်ကြောင်းကိုပြောပြနေပါတယ်။ဇုံခုံကဆရာတော်မြင်းမော်တက်ခိုင်းပြီးတော့ပါကျဲကိုလိုက်ရှာကြဖို့ရှေ့ဆက်ထွက်ခွာလာခဲ့ပါတယ်။ပါကျဲကတော့ငွေကြိုတို့ရဲ့ဝတ်တုတ်တုတ်ကဖန်းစည်းခံပြီးတော့ငွေကြိုရဲ့တပည့်တွေကလည်းဒီညအတွက်တော့သုံးတက်သားဤလေးနဲ့လွေးရတော့မှဖြစ်ချောင်းပြောကပါကျဲကိုဒုံနဲ့ရှိုးပြီးတော့ထိုးသေးသွားခဲ့ပါတယ်။ငွေကြိုကရွှေကြိုကိုသူဟာထန်ဆန်းကိုဖမ်းမိခဲ့ပြီးဖြစ်ချောင်းပြောတဲ့အခါ ရွှေတို့ကသူ့ရှိကိုခေါ်ခဲ့ဖို့ပြောလိုက်ပါလေ။ဝတ်တုတ်တုတ်ခံထားတဲ့ပါကြီးကသူ့ကိုလှုပ်ဖို့ထပ်ထပ်អော်နေပြီးတော့ရွှေတို့ရဲ့ရှိကိုယောက်လာခဲ့ပါလေ။ရွှေတို့ကပါကြီးကိုကြည့်ပြီးတော့ငွေကြိုးကိုလူမဖမ်းလာခဲ့ဖြစ်ကြောင်းနဲ့ဒီလူကိုစားပါကဘိုက်ပြုံကလွဲပြီးတော့ဘာမှအသုံးမဝင်နိုင်ကြောင်းကိုပြောပြလိုက်ပါလေ။ပါကြီးကတော့အသုံးမဝင်ပါကပြန်လှုပ်ပေးဖို့ပြောတဲ့အခါငွေကြိုးကရွှေတို့ကိုလွန်မပေးဖို့ပြောလိုက်ပြီးသူကလည်းအမွှေးနှုတ်ကစားသိထားလိုက်မယ်ဆိုရင်အသားချင်းဖြစ်သွားပြီးတော့တနှစ်ပတ်လုံးစားဖို့အတွက်ဖူးလုံးနိုင်ချောင်းကိုပြောပြနေပါလေ။ ။ဗာကျက်လည်းသူ့ကိုအစာအိမ်စိမ်မဲ့ဆိုရင်ရေနွေးနဲ့ပြုတ်တာတဲ့ပိုဆိုးသွားနိုင်တဲ့တို့ကတောင်းပန်နေတဲ့ဂျားကမှငွေကြိုးကဗာကျက်ကိုတဲသွားခိုင်းလိုက်ပါတော့တယ်။ဗာကျက်ကလည်းအသားကိုစားအိမ်စိမ်ပြီးစားတတ်တဲ့သူတွေနဲ့မှလာတွေ့နေရတာဖြစ်ကြောင်းပြောကပါသွားခဲ့ပါတယ်။ငွေကြိုးကသူကလည်းထန်ဆန်းတဲ့အတူတူပါလာခဲ့တဲ့ဗာကျက်ဖြစ်ကြောင်းရွှေကြိုးကိုပြောပြတဲ့ခါရွှေကြိုးကသူတီးပြီးသားဖြစ်ကြောင်းပြောလိုက်ပြီးသူရဲ့အသားကထာဝရအသက်အတွက်အသုံးမွေမဲ့ထန်ဆန်းရဲ့အသားကိုစားမှသာထာဝရအသက်ကိုရရှိပိုင်းဆိုင်နေမှာဖြစ်ကြောင်းကိုပြောပြနေပါတယ် ငွေဂျိုကတော့ပါကျဲတယောက်လုံးကိုဖမ်းထားမှတော့ထန်ဆန်းနောက်ကလိုက်လာမှအသေးစားဖြစ်ကြောင်းပြောပြီးတော့ဝါဟာ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 လို့ရေးလိုက်ကြပါလေငွေဂျိုတို့ဘွဲကတောင်ထိပ်ဘော်ကနေကြည့်ပြီးတော့ထန်ဆန်းဆိုတာမြင်းမီဘော်ကတယောက်ဖြစ်နိုင်ကြောင်းကိုပြောပြနေပါလေဆရာတော်ကတော့သူ့သားတွေဘာကြောင့်တစက်စက်တုံနေရတယ်လို့ဝူကျင်းကိုမေးတဲ့အခါဝူကျင်းကတော့စိန်ကြီးမြိုင်ကြီးရိတ်ကြီးတောတောင်တွေဟာနေရောင်မခမ်းရတာကြောင့်ချမ်းအေးလို့ခိုက်ခိုက်တုံနေတာဖြစ်နိုင်ကြောင်းကိုပြန်ပြောပါလေစုံခုံကတော့တော်တဲ့တောင်နဲ့မြင်းစည်းရတာကြောင့်ကြောက်နေတာပို့ပြီးတော့ဖြစ်နိုင်ကြောင်းပြောလိုက်ပါလေ ဒါလို့နဲ့စုံကုံဦးဆောင်ပြီးတော့ဒေါ်တဲ့ဝင်လာခဲ့ကြတဲ့အခါငွေကြိုးကတကယ်ပဲစုံကုံဖြစ်နေကြောင်းပြောပြီးတော့တကိုးထွားတဲ့စုံကုံဘေးနားမှာရှိနေမယ်ဆိုရင်ထန်ဆန်းရဲ့အသားကိုစားဖို့ ਆ မှာဖြစ်နိုင်ဖို့များအကြောင်းတပည့်တွေကိုပြောပြနေပါတယ်။တပည့်ကဘာကြောင့်ထန်ဆန်းရဲ့အသားကိုစားမရနိုင်ကြောင်းမေးတဲ့အခါစုံကုံရဲ့တန်တုပ်စွမ်းကိုဘသူမှခံနိုင်မှာမဟုတ်ကြောင်းပြောလိုက်တာကြောင့်ထန်ဆန်းရဲ့အသားကိုစားမရမယ်ဒူဒူတော့စုံကုံရဲ့တန်တုပ်စွမ်းမခံစားခင်ပါကျဲကိုပြန်ပေးလိုက်ဖို့အတွက်ပဲဖြောင်းပြနေခဲ့ပါတယ်။ငွေကြိုးကတော့ထန်ဆန်းအသားကိုစားကိုစားမှာဖြစ်ပြီးတော့ အတင်းအရမဖန်ဆာမရနိုင်ကြောင်းနဲ့သူမှနီလန်းရှိတဲ့တော့အားလုံးဂူထဲမှာပြန်ပြီးတော့စောင့်နေကြဖို့ပြောလိုက်ကငွေချိုးဝါလူရောင်ဖန်ဆင်းကဆရာတော်တို့မြင်တဲ့အခါအခွင့်လို့တစ်ချက်ပြုံးပြီးတော့သူဟာတန်ရာရလာတာကြောင်းဆရာတော်ကိုကယ်ဆယ်ပေးဖို့အကူအညီတောင်းခံနေခဲ့ပါလေဆရာတော်ကအကူအညီတောင်းတန်ကြားတာကြောင့်လိုက်လံရှာဖွေတဲ့အခါမှာတန်ရာနဲ့လဲကြတယ်လူတယောက်ကိုတွေးလိုက်တဲ့တော့မြင်းပေါ်ကဆင်းကသူဟာအကူအညီပေးဖို့လှုပ်တဲ့အခါဝူချင်းကတားဆီးလိုက်ပါလေအဲ့လူကတော့သူဟာတောင်အောက်ကတာဟူเจ้าကဆရာတော်တပားဖြစ်ပြီးတော့ ထင်းခုတ်ဖို့တောင်ပေါ်တက်လာတဲ့ခါမှာသူကိုယ်တိုင်နမောင်နမဲနိုင်မှုကြောင့်တောင်ပေါ်ကချော်ကြပြီးတော့ဒံယာရကမထားနိုင်ပဲဖြစ်နေတာကြောင့်ဂူညီပေးဖို့ပြောနေခဲ့ပါလေဇုံခုံကတော့သစ်ပင်ထိပ်ဖြားပေါ်တက်ကလမ်းသားမသားလှမ်းပြီးတော့ရှိုးနေခဲ့ပါလေဝူချင်းကတော့လူမှန်းမသိဘာမှန်းမသိတဲ့အနောက်မကတ်ဖို့ဆရာတော်ကိုတားဆီးနေခဲ့ပါလေဆရာတော်ကတော့ဒုက္ခသည်ဟာအသက်ကြီးလာပြီဖြစ်တာကြောင့်အန်ဒီလည်းပေးနိုင်မဲမထင်ကြောင်းခြေတော်လည်းကျိုးသွားတဲ့ပြင်ကိုရောဖုံးကြီးဖြစ်ပြီးတော့ဒံယာနေသူဟာယသိဖြစ်တဲ့သူဟာ သာသနာ့နယ်ဝင်သူတော်စင်ချင်းမကူညီချင်းကသာရိုင်းရာကြမှာဖြစ်ကြောင်းကိုပြောပြနေပါတယ်။ဒီမင်ကွင်းရဲ့ပေါ်စည်းကပြင်းနေရတဲ့ဇုံကုံကသင်္ဃာမကင်းဖြစ်နေခဲ့ပါတယ်။ဆရာတော်ကတော့ရသေးကြီးကိုသူ့ရဲ့မြင်းပေါ်ကိုတက်စီလိုက်ပြီးတော့ကျောင်းတော်ကိုပြန်သွားဖို့ပြောပြလိုက်ပါတယ်။တန်ရာများတဲ့လူကလည်းဆရာတော်ကိုကျေးဇူးတင်ကြောင်းထပ်ထပ်ပြောကာသူက၆ရောက်ကျိုးနေရာတောင်ကိုတိုင်ကမြင်းပေါ်ကိုတက်နိုင်မှာမဟုတ်ကြောင်းပြောလိုက်တဲ့တော့ဝူချင်းတယ်လာတဲ့ပစ္စည်းတွေကိုမြင်းပေါ်တင်ခိုင်းပြီးတော့ကျောင်းကိုလိုက်ဖို့ခိုင်းလိုက်ပါတယ်။ ။ဦးချင်းကတန်တန်တားနေတဲ့ကြားကပဲဆရာတော်ကပြန်မပြောနဲ့။ "तू ပြောလို့လို့ဆိုရယ်မျက်လုံးနဲ့ကြည့်လိုက်တာကြောင့်"ဦးချင်းလည်းမငင်းတာတော့ပဲလက်ခံလိုက်ရပါတော့တယ်။ဒါရီအားလုံးကိုစုံကုံကဗော်စည်းကနေကြားနေမြင်နေသိနေရတာကြောင့်စုံကုံကဆင်းလာပြီးတော့ဆရာတော်ကိုသူ့ကိုလိုက်ပို့ခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။စုံကုံရောက်လာပြီးတော့ရသေးကြီးကို "तू ပို့ပေးပါမယ်"လို့ပြောတဲ့အခါဦးချင်းကလည်း "तू လိုက်ပို့မယ်"ဆိုပြီးတော့နှစ်ယောက်သားလူနေကြပါတယ်။ဦးခေါင်းကဦးချင်းကိုသူ့တောင်းဝင်ထားလိုက်စမ်းပါလို့ပြောတော့ဒံဟာနဲ့လူကမျက်စောင်းထိုးနေခဲ့ပါတယ်။ ဇုံကောင်ကလည်းယသိကြီးနားကိုကတ်လိုက်ကယသိကြီးကိုသူလိုက်ဖို့ပေးမယ်လို့ပြောလိုက်ပါတယ်။ယသိဟန်ဆောင်ထားတဲ့မိစားလည်းသူ့မှာဒုက္ခပေးသလိုဖြစ်မိတာကြောင့်ခွင်းလွန်ပေးဖို့နဲ့အာနာကြောင့်ကိုတောင်းပန်နေခဲ့တာပါ။ဇုံကောင်ဒီလိုနဲ့ယသိကိုကြောပို့ပြီးတော့တောင်တန်လန်းတိုင်းတက်ပြီးတော့သူ့ကိုတိုင်းဖက်ထားတဲ့လက်နှစ်ဖက်ကိုကြည့်လိုက်တဲ့အခါကြောက်တုံးလက်တွေဖြစ်နေမှန်းသိလိုက်ရပြီးမျက်နှာကိုကြည့်လိုက်တဲ့အခါမှလည်းကြောက်မျက်နှာကြီးမှန်းသိလိုက်ရပါတယ်။ငွေကြွာသူဖန်ဆင်းထားတဲ့ကြောက်တုံးကြီးကိုထမ်းလာတဲ့ဇုံကောင်ကိုကြည့်ကြတာဟာဟာနဲ့ရီမောလို့နေခဲ့ပါတယ်။ အခြားဘက်မှာမြင်းနဲ့တူလမ်းလျှောက်လာတဲ့ဆရာတော်နဲ့ဝူကျင့်ကိုငွေကြွားဂုတ်ကနေဖမ်းဆွဲကရွှေတိုးစီကိုခေါ်ဆောင်သွားခဲ့ပါတော့တယ်။ငွေကြွားသူတပည့်တွေကိုနောင်တော်တို့ဌာန်ဆန်းသားကိုစားလို့ရပြီလို့တိုင်ပင်ပေးလိုက်တာကြောင့်အားလုံးကလည်းစားမယ်စားမယ်ဆိုပြီးတော့ဝိုင်းအော်နေကြပါတယ်။ရွှေတိုးကငွေကြိုးကိုဌာန်ဆန်းသားကိုအခုတည်းချင်းစားလို့မရသေးကြောင်းပြောတဲ့အခါငွေကြိုးကဌာန်ဆန်းမဟုတ်လို့လာလို့ပြန်ပေးလိုက်တာကြောင့်ဌာန်ဆန်းကတော့အမှန်ဖြစ်ပေမဲ့သူတို့ကဆုံးခုံးမဖမ်းမိသေးပဲဌာန်ဆန်းရဲ့အသားကိုစားလို့မရသေးကြောင်းတကယ်လို့ဆုံးခုံးမဖမ်းမိပဲဌာန်ဆန်းရဲ့အသားကိုစားမိမယ်ဆိုရင် ဇုံခုံကလာရောက်ပြီးတော့လက်စားချီမှာဖြစ်တဲ့အတွက်ဇုံခုံကိုအရင်ဆုံးဖမ်းမိမှသာထန်ဆန်းကိုစားလို့ရမှာဖြစ်ကြောင်းကိုပြောပြလိုက်ပါလိမ့်။ငွေကြိုးကတော့ရွှေကြိုးဟာဇုံခုံကိုအရန်ကိုအထင်ကြီးလုံးနေတာဖြစ်ကြောင်းနဲ့အခုဟူခုံကတောင်ဆောင်မှာကြောက်တုံးယူထမ်းပြီးတော့ပြန်ချလို့မရအောင်ချုပ်ထားတယ်။မော်ပြင်းချောင်းတုံးထားခဲ့တာကြောင့်ဇုံခုံကကြောက်တုံးကြီးနဲ့အလုရှုပ်နေပြီးတော့ဒီနေရာကိုရောက်မလာနိုင်တော့တဲ့အကြောင်းကိုပြောပြလိုက်ပါလိမ့်။ဇုံခုံရဲ့အဖြစ်ကိုကြားလိုက်တဲ့ဆရာတော်ကအံအောင်တုံလှုပ်သွားချိန်မှာပဲ ငွေဂျိုကဆရာတော်ကိုစေတော်တန်းစီပြီးတော့ပြုတ်ဖို့အတွက်တပည့်တွေကိုခိုင်းစေခဲ့ပါတယ်။ဝူချင်းကဝင်ရောက်တားဆီးကသူ့ဆရာတော်နာကျင်အောင်လှုပ်ပါကသူနဲ့တွေ့မှာဖြစ်ကြောင်းကျင်းဝါကတားဆီးခဲ့ပြီမဲ့သူကိုယ်တိုင်ဟာလည်းအချုပ်ခံရတာကြောင့်အခွင့်မသာခဲ့ပါဘူး။အဲဒီချိန်မှာပဲရွှေဂျိုကဇုံကုံကတကြီးငါးပါးတောင်အောက်မှာနေ900လောက်ပြိနေခဲ့တာတော့မှဘာမှမဖြစ်ခဲ့တာ။ကြောက်တုံးလေးနဲ့ဖိထားတာလောက်တော့ဖြုံအောင်ဖြုံမမလားလို့ပြောပြီးတော့တတိထားနေရမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ ိုက်တော့မှငွေကြွားဆုံးကုန်းဖမ်းမိမှသာထန်ဆန်းကိုစားဖို့သဘောတူလိုက်ပါတော့တယ်။ငွေကြွားတော့ဆုံးကုန်းဖမ်းဖို့တော့သူ့ရဲ့လက်နက်တွေကိုထုတ်သုံးကြဖို့အကြံဖြစ်ပေါ်လာခဲ့ပါလေ။ရွှေကြိုကသူ့ရဲ့ကြောက်ဆဲဦးနဲ့ငွေကြိုရဲ့ရွှေဘူးသီးကြောက်လက်နက်တွေကိုထုတ်သုံးဖို့ခွင့်ပြုလိုက်တဲ့အခါမှာငွေကြိုကဆုံးကုန်းမှာမမြင်ရတဲ့စွမ်းအားမြင့်တကိုးတွေရှိနေတာကြောင့်နှစ်ခုစလုံးအသုံးပြုမှရမယ်ဆိုတဲ့အကြံလဲထွက်ပေါ်လာခဲ့ပါလေ။ဆုံးကုန်းကတော့ကြောက်တုံးညိုထန်းထားနေတဲ့ဒေါသနဲ့ပေါက်ကွဲလိုက်တဲ့အခါကြောက်တုံးကြီးအခြေမွားသွားခဲ့ပါတော့တယ်။ အမသခင်ဆုံးကောင်ကတောဆောင်တဲ့ကိုခေါ်ပြီးတော့သူ့ကိုမလေးမစားတဲ့မိစ္ဆာအာဘီလုံနေတာလားလို့မေးတဲ့အခါသူတို့မှာရှိတဲ့အစွမ်းထက်တဲ့ဂါရာဟာသူတို့တောဆောင်တောင်ဆောင်နှက်တွေကိုအခါစားမဝင်ရမနေနိုင်အောင်ရွတ်ဆိုနိုင်ကြောင်းကိုပြောပြလိုက်ပါတယ်။အဲဒါမှဆုံးကောင်ကဒီမိစ္ဆာတွေဟာတောဆောင်နှက်တောင်ဆောင်နှက်တွေကိုပါစေခိုင်းနိုင်လောက်ဘလို့နေထားတွေလဲလို့တွေးနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲတောင်ဆောင်တနေရာကတုံခါတန်ကြောင့်တောဆောင်နှက်ကအာရာသူတို့ရဲ့အစွမ်းထက်လက်နက်ဖြစ်ပြီးတော့အာရာကိုသုံးပြပြီးတော့ဆုံးကောင်ကိုဖမ်းတော့မှဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။ အဲ့ဒီမှာရွှေဂျုံနဲ့ငွေဂျိုးရဲ့တပည့်တွေကရသေးအောင်ဆောင်ပြီးတော့ဘူးသီးကြောင်းနဲ့ကြောက်စိန်ကိုကင်လာခဲ့ပါတယ်။ဇုံခုံကတော့ရသေးအောင်ဆောင်ပြီးတော့တောင်ကလပ်မှာတမလင်ငွေထိုင်ပြီးတော့နေနေခဲ့ပါတယ်။ရွှေဂျုံနဲ့ငွေဂျိုးရဲ့တပည့်တွေကဇုံခုံကိုတွေ့တဲ့အခါဘသူလဲဘဲကလည်းဘာညာနဲ့မေးနေတာကြောင့်ဘသူလဲဘာလဲမမေးခင်ရသေးကြီးကိုရသေးငယ်ကယူသေးရမယ်အစင်လောင်မလိုက်နာဘူးလားလို့အယောင်ဆောင်ဇုံခုံကမေးလိုက်ပါတယ်။ဇုံခုံကသူဟာဖန်လန်တောင်ကရောက်လာခဲ့တာဖြစ်ကြောင်းကိုပြောတဲ့အခါရွှေနဲ့ငွေရဲ့တပည့်တွေကစိတ်ဝင်စားသွားပြီးတော့ နတ်တွေအများကြီးရှိတဲ့ဖန်လန်တောင်လားလို့ပြန်ပြီးတော့မေးနေခဲ့ပါတယ်။အဲတော့မှဆုံးခုံကသူကိုယ်တိုင်ဟာနတ်ဖြစ်ကြောင်းနဲ့ဒီနေ့ရောက်လာတဲ့ကိစ္စကမြင့်မြတ်တဲ့လူတယောက်ကိုရွေးပြီးတော့သာဝရအသက်ရှင်နီးခြင်းစဉ်တွေပေးမလို့ဖြစ်ကြောင်းကိုပြန်ပြောနေခဲ့ပါတယ်။အိုင်မာမိစာညီကိုနှစ်ယောက်က "तू आ လူကောင်းငါလူကောင်းနဲ့တောက်ရွေးတောက်ရွေး"ဆိုပြီးတော့ဖြစ်နေခဲ့ကြပါတယ်။မိစာညီနောင်ဘယ်ကလာလဲလို့မေးလိုက်တဲ့အခါသူတို့ကဂျာပန်ကူကလာပြီးတော့ဇုံခုံသွားဖမ်းကြမှာဖြစ်တဲ့အကြောင်းကိုပြောပြနေပါတယ်။အနောက်ဘက်ကိုဖျားစာရီသွားတယ်မဲ့ ထန်ဆန်းရဲ့တပည့်ဇုံခုံးလာလို့မေးလိုက်တဲ့အခါမှာမိစာကြီးနောင်ကဟုံမှန်ချောင်းကိုပြန်ပြီးတော့ဝင်ခံခဲ့ပါတော့တယ်။ရသေးကသူလည်းအတူတူလိုက်ခဲ့ပြီးတော့ကိုကြီးမာဖြစ်ချောင်းပြောလိုက်တဲ့အခါမိစာကြီးနောင်နှစ်ယောက်ကမလိုအပ်ချောင်းနဲ့သူတို့ရဲ့ဆရာကရွှေဘူးသီးနဲ့ကြောင်စင်းလက်နက်ကိုဇုံခုံးဖမ်းဖို့ပေးလိုက်တာဖြစ်ချောင်းကိုပြောပြနေပါတယ်။ဇုံခုံးကဘူးသီးကြောင်ကိုခဏယူကြည့်ပြီးတော့ဒီဘူးသီးသေးသေးလေးနဲ့လူတယောက်ကိုဘယ်လိုလုပ်ဖမ်းလို့ရမှာလဲဆိုပြီးတော့မေးလိုက်တာကြောင့်ဘူးသီးကြောင်ကိုအထက်အောက်လှုပ်ပြီးတော့ဖမ်းကျင်တဲ့သူရဲ့နာမည်ကိုခေါ်လို့ပြန်ထူးခဲ့ရင်တကွာလုံးကဘသူ့ကိုမဆို ဖန်စီနိုင်ကြောင်းကိုပြောပြလိုက်ပါတယ်။အဲဒီကဆုံးခုံကသူ့ရဲ့လက်နက်ကိုပြမယ်ဆိုပြီးတော့ဘူဒီကြောင့်ကြီးကိုဖန်ဆင်းပြလိုက်တဲ့အခါမိစာညီနောင်ရသေးကိုရိုသေပေးလိုက်ပြီးဒီလိုတကိုးကြီးနတ်ကြီးမှမသိခဲ့တာကြောင့်တောင်းမန်မာကြောင့်ပြောကရိုသေပေးနေခဲ့ကြပါတယ်။မိစာညီနောင်ရဲ့လက်ထဲကရေနာရီဟာသူ့လက်ထဲကရေနာရဲ့မြီးမြက်လောက်သာရှိကြောင်းကိုပြောလိုက်တဲ့အခါမှာရသေးရဲ့ဘူဒီကြောင့်ကအကြီးကြီးဖြစ်ပေမဲ့အသုံးဝင်ကြောင်းနဲ့သူတို့ရဲ့လက်နက်ကသေးသေးလေးဖြစ်ပေမဲ့လူများကြီးကိုထယ်ထားလို့ရကြောင်းကိုပြန်ပြောနေခဲ့ပါတယ်။ ရသေးကသူ့ရဲ့ဘူးသီးเจ้าကလူမပြောနဲ့ကောင်းကင်ကြီးကိုတောင်ထဲ့သိမ်းထားလို့ရာကြောင်းပြောလိုက်တဲ့အခါမိစာညီနောင်ကမယုံနာကြောင့်လှုပ်ပြဖို့တောင်းဆိုလိုက်ပါတယ်။ရသေးကဘူးသီးเจ้าကိုယူပြီးတော့တောင်ထိပ်ပေါ်မှာအဓိဋ္ဌာန်ကြောင်ဆောင်းလိုက်ပြီးတော့ဝူခုံးကိုဘွားကနတ်ပြည်ကိုတတ်သွားခဲ့ပါတယ်။နတ်ပြည်ရောက်တဲ့အခါမှာညီเจ้าကိုခေါ်ပြီးတော့သူကဂါရာတစ်ခုကိုရွတ်ချိန်မှာကောင်းကင်ကြီးကိုမှောင်ပေးဖို့သွားပြီးတော့ကူညီတောင်းလိုက်ပါတယ်။ညီเจ้าကလည်းသူကူညီမှာဖြစ်ကြောင်းခရီးပေးထားခဲ့တာကြောင့်ဇုံကုံကအောက်ပြန်စင်းကရသေးကိုတဲကိုပြန်ဝင်သွားခဲ့ပါတော့တယ်။ နေကြဝူခုံးနဲ့ညှိထားတဲ့အတိုင်းဂါရာရွတ်လိုက်တဲ့ခါမှာတော့ကောင်းကင်ကိုမှောင်ပေးလိုက်တာကြောင့်မိစာညီတော်ဘာမှမမြင်ရတော့တဲ့အတွက်ကောင်းကင်ကိုပြန်လှုပ်ပေးဖို့တောင်းပန်နေခဲ့ပါတယ်။ခဏနေတော့ကောင်းကင်ကပြန်လင်းလာအတွက်မိစာညီတော်ကရသေးရဲ့အနောက်ကိုအသေးအတန်လိုက်နေပါတော့တယ်။အစွမ်းထက်တဲ့ရသေးဖြစ်တာကြောင့်ဇုံကုံရှိတဲ့နေရာကိုညွှန်ပြပေးဖို့မိစာညီတော်ကလိုက်လံတောင်းဆိုနေခဲ့ပါတယ်။ရသေးကဇုံကုံကအိုက်မာလို့ပြောပြီးတော့ဇုံကုံကိုပါတစ်ခုကိုဘူးသီးကြောက်ထဲဖမ်းထည့်ပြလိုက်ပါတယ်။တအားတွေ့မြင်သွားတဲ့မိစာညီတော်ကသူ့ရဲ့ဘူးနဲ့ ရသေးရဲ့ဘူးကိုလဲယူကြဖို့တိုင်းမင်းကဘူးချင်းလဲပေးဖို့ရသေးကိုတောင်းဆိုလိုက်ပါတော့တယ်ဘူးဒီကြောင့်ချင်းလဲယူဖို့လာပြောနေရတော့ဆုံခုံးကလူပဲဖမ်းလို့ရတဲ့ဘူးဒီကြောင့်နဲ့ကောင်းငင်ရောလူပါဖမ်းလို့ရတဲ့ဘူးဒီကြောင့်ကိုလဲယူရလောက်သူ့ကိုလာနောက်နေရလားလို့မေးလိုက်တာကြောင့်မိစာညီနောင်ကတိုင်းမင်းကလက်နက်နှစ်ခုနဲ့တစ်ခုကိုလဲယူကြဖို့အတွက်တိုင်းမင်းလိုက်ပါတယ်နောက်တော့မှရသေးကိုသူတို့ရဲ့ဘူးဒီကြောင့်နဲ့ကြောက်စိမ့်ဘူးကိုရသေးရဲ့ဘူးဒီကြောင့်ကြီးနဲ့လဲယူဖို့တောင်းဆိုလိုက်တာပါ မိစာညီနောင်အစုံခွန်ရဲ့ဘူးသီးကြောင့်အတူကြီးကိုသဲပြီးတော့ရွှေဂျုံနဲ့ငွေဂျုံညီနောင်နှစ်ပါးစီကိုယူသွားကဒါဟာနည်းနည်းရလက်နက်မုတ်ကြောင်းနဲ့ကောင်းကင်ကြီးတစ်ခုလုံးကိုတောင်ဖမ်းထည့်ထားနိုင်ကြောင်းပြောပြလိုက်လို့စောစောပိုင်းကကောင်းကင်ကြီးပျောက်သွားတာဒီလက်နက်ဘူးတဲကိုဖမ်းထည့်လိုက်တာကြောင့်ဖြစ်ကြောင်းပြောပြနေပါတယ်။စုံခုံကတော့ဘူးသီးကြောင်းနဲ့ကြောက်စိမ့်ဘူးကိုယူကပြောရွှေနေခဲ့ပြီးတော့မိစာညီနောင်ကတော့ဒီဘူးတဲမှာစုံခုံကိုဖမ်းထည့်ထားကြောင်းရွှေနဲ့ငွေကိုပြောပြနေပါတယ်။ရွှေဂျုံနဲ့ငွေဂျိုကဘူးသီးကြောင်းကိုဖွင့်ပြဖို့ပြောတာကြောင့် ဘူဒီကြောင့်ဖွင့်ပြလိုက်တဲ့ခါမှာပေါက်ကွဲတန်တဲ့သူဘူဒီကြောင့်ဝါပွင့်ထွက်သွားခဲ့တဲ့တော့ရွှေတော်ကဆုံးအခုံအားပြားဖြစ်သွားပြီဖြစ်တာကြောင့်ထန်ဆန်းကိုစားလို့ရပြီဖြစ်ကြောင်းပြောကပြောရွှေနေကြပါတော့တယ်။ငွေကြိုကတော့သူတပည့်နှစ်ယောက်ကိုအဖိုးတန်းရေနာကြီးကိုရအောင်ယူလာနိုင်တဲ့တော့စိန်ကောင်းကောင်းနဲ့ဂုံပြူလိုက်ပါလိမ့်။မိဆိုင်နှစ်ယောက်ကလည်းစိန်တွေကိုလှုပ်ပြီးတော့တောင်းနေကြပါလိမ့်။ငွေကြိုကဒီဘူးကကောင်းကင်ကြီးကိုတော့ဖမ်းချုပ်နိုင်တဲ့တော့စံတက်ကြည့်ကြဖို့ရွှေကြိုအကြံပေးနေခဲ့ပါလိမ့်။သူတို့တပည့်မိဆာညီနောင်ကိုကောင်းကင်ကြီးကိုဖမ်းပြဖို့ခိုင်းစီတဲ့အခါ မိษาညီတော်ကလည်းသူဖမ်းပြမယ်ငါဖမ်းပြမယ်နဲ့လုံနေကြပါလေမိษาကိုဖြစ်သူကယသိဆုံးခုံလှုပ်ပြတဲ့အတိုင်းအိုင်တင်ပြင်းတဲ့ဂါရာတော်ကိုယွနေချိန်မှာညီမိษาကောင်းကင်ကြီးမှောင်သွားတော့မှာဖြစ်တာကြောင့်သတိထားဖို့ကိုလိုက်လံပြီးတော့ပြောကြားနေခဲ့ပါလေငွေကြိုကသူ့တပည့်တွေကိုမီးထွန်းခိုင်းလိုက်ပြီးတော့စောင့်ကြည့်နေခဲ့ကြပါလေပြီးတော့ဘာမှဖြစ်မလာတဲ့ကငွေကြိုကသာဝရအသက်ပေးမယ်ဆိုရယ်ယသိဟာဇုံကုံသာဖြစ်ပြီးတော့သူတို့ရဲ့ရဲနာတွေကိုဘူးသီးကြောင်းနဲ့လဲယူသွားခဲ့တာဖြစ်နိုင်ကြောင်းကိုပြောလိုက်ပါတော့တယ်ညီမိษาကရွှေနဲ့ငွေညီနောင်စိတ်မပူနေဖို့နဲ့ သူတို့ဂါရာရုပ်ဖို့မိခဲ့တာကြောင့်အစွမ်းမထက်တာသာဖြစ်ကြောင်းပြောကဂါရာကိုရုပ်ပြတဲ့ကာမာတော့ဘူးပြီးကြောင်ကြီးကထားခုံနေပြီးတော့တဖေးဖေးနဲ့သေးသွားကရွှေကျိုးရဲ့လက်ထဲရောက်မှတော့မြောင်မွေးတစ်ချောင်းဖြစ်သွားခဲ့ပါလိမ့်အဲဒီမှာရွှေကျိုးကသူတို့အာလုံးဆုံးကုန်းအယူလုံးလှဲစားတာကိုခံလိုက်ပြီးဖြစ်ကြောင်းကိုပြောပြလိုက်ပါတော့တယ်အဲဒီမှာမိစားညီနောင်ကသူလုံးမယ်ငါလုံးမယ်ခြေနေကနေသူလုံးတာငါလုံးတာဆိုတဲ့အပြစ်ဖို့တဲ့ခြေနေကိုပြောင်းလဲသွားခဲ့ပါတော့တယ်ငွေကျိုးကမိစားညီနောင်ကိုထားထူဖို့လှုပ်တာကြောင့်မိစားညီနောင်ကတောင်းပန်နေခဲ့ရပါတယ် ရွေကြောကတော့ဇုံခုံကအဲ့လက်နက်တွေနဲ့သူတို့ကိုပြန်လဲတိုက်ခိုက်တော့မှဖြစ်တဲ့တော့သူတို့ကကြိုးတင်ကာကွယ်ဖို့တခုခုပြင်ဆင်ထားမှာဖြစ်ကြောင်းကိုပြောပြနေပါလိမ့်။နောက်တော့ရွှေနဲ့ငွေရသူတို့ရဲ့ပလင်မာသူတို့ထိုင်ကြရင်းနဲ့ငွေကြိုးကသူတို့မှာမျက်စီကျင်းစီတဲ့ရွှေကြိုးကွင်းရှိကြောင်းကိုပြောလိုက်တဲ့အခါရွှေကြိုးကွင်းကငကားကူတဲကမဲတော်သိမ်းထားတာကြောင့်အမြန်သွားယူကြဖို့အကြံရခဲ့ကြပါလိမ့်။ရွှေကြိုးနဲ့ငွေကြိုးကအမှတ်မရှိပဲမိစာညီနောင်ကိုမဲတော်ကြီးကိုသွားခေါ်ဖို့ဈေးလို့ခဲ့ပြန်ပါလိမ့်။အဲဒီမှာလမ်းမှာအသင်းဆောင်နေဇုံကုန်းကမိစာညီနောင်ကိုတကူးနဲ့ဖျောက်လိုက်ပြီးတော့ သူကိုယ်သူနှစ်ကိုယ်ခွဲကမိစာညီနောင်ဟန်ဖန်ဆင်းပြီးတော့မေတော်ကြီးကိုတွားရောက်ပြီးတော့ခေါ်ဆောင်ခဲ့ပါတော့တယ်မေတော်ကြီးကသူ့ကိုသေးချာဂီဥ်ဆိုင်ထမ်းဖို့နဲ့သူ့ရဲ့သားရဲ့ဂူကိုရောက်လို့ရှိရင်ထန်ဆန်းရဲ့သားကိုပို့ကျွေးมาဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်လမ်းတဝက်ရောက်တဲ့အခါမှာဟန်ဆောင်ထားတဲ့ဇုံကုံကထန်းစင်ကိုချပြီးတော့မူလာပုံစံပြန်ပြောင်းကမေတော်မိစာကိုတိုက်ခိုက်ပါတော့တယ်ဇုံကုံကတန်တုံးနဲ့တီးထလိုက်တာကြောင့်မေတော်ဟာသေဆုံးပြီးတော့မြေခွေးစဉ်ပြောင်းလဲသွားခဲ့ပါတော့တယ် ဇုံကောင်ကသူ့ကိုယ်သူချွေနဲ့ငွေတို့ရဲ့မဲရောဟန်ဖန်ဆင်းပြီးတော့ရောက်သွားတဲ့အခါမှာတော့ချွေနဲ့ငွေတို့ကရိုသေပေးလိုက်ကြပါတယ်။သူ့ကိုဖိတ်ခေါ်လိုက်တဲ့အကြောင်းကထန်ဆန်းရဲ့အသားကိုကျွေးဖို့နဲ့ဇုံကောင်ကိုဖမ်းပေးဖို့ဖြစ်ကြောင်းပြောပြကအကူအညီတောင်းလိုက်ပါတယ်။မဲရောဟန်ဆောင်ထားတဲ့ဇုံကောင်ကထန်ဆန်းဆိုတာဘလို့ဟာလဲလို့မေးလိုက်တဲ့အခါချွေဇုံနဲ့ငွေဇုံကမဲရောကိုထန်ဆန်းကိုရော်စီကိုခေါ်သွားခဲ့ပါတော့တယ်။မဲရောတစ်ဖြေလဲဇုံကောင်ကထန်ဆန်းဆိုတာဒါလားလို့မေးပြီးတော့အံဩစရာတော့မရှိလားအကြောင်းနဲ့ဖြူဖြူနုနုလေးဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်။ ပြီးတော့မဲတော့ကိုစားဦးခြင်းနဲ့ပါကျဲတို့စီကိုခေါ်ယူပြီးတော့မိတ်ဆက်ပေးနေပြန်ပါလေပါကျဲကစိတ်ပြက်စရာဆုံးမဦးဒီဟမ်ဆုံးဦးခုံးသာတင်းအလိုပေးမှာမဟုတ်ဘူးလို့ပြောနေခဲ့ပါလေမဲတော့ကပါကျဲကိုခြေသလုံးလှန်ပြလိုက်တဲ့ကပါကျဲကမြောက်ချက်တော့ကြီးကိုတွေးလိုက်တာကြောင့်သဘောကျကဟဲ့ပပနဲ့ရီမောလိုက်ပါတော့တယ်စားဦးခြင်းကဘာလို့ရီနေရလဲလို့ပါကျဲကိုမေးလိုက်တဲ့ကပါကျဲကဆုံးမဦးကြီးလို့ထင်တာကနေအကိုကြီးဆုံးဦးခုံးဖြစ်နေတာကြောင့်ရီအားရာဖြစ်ကြောင်းပြောပြလိုက်တော့ထန်ဆန်းတဲ့စားဦးခြင်းကအံဩသွားခဲ့ပါတော့တယ် မဲတော့ကထန်ဆန်းရဲ့သားကိုမစားခင်ထုတ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 ်နဲ့စားကောင်းမဲ့ပုံပေါ်တဲ့ပါကျဲရဲ့နရွက်ကိုအရက်နဲ့မြီးဖို့ဖြတ်ခဲ့ဆိုပြီးတော့ရွှေဂျုံနဲ့ငွေဂျုံညီနောင်ကိုစေခိုင်းလိုက်ပါတယ်။ငွေဂျုံကသူ့တပည့်တွေကိုပါကျဲရဲ့နရွက်တစ်ဖက်ကိုဖြတ်ခဲ့ဖို့အမိန်ပေးလိုက်ပါတယ်။ပါကျဲကအမှမြောင်းစုပ်ကဒီကိုလာပြီးတော့သူ့နရွက်ကိုအမီးလုပ်ဖို့လာတာလားလို့မေးလိုက်တာကြောင့်အခြေအနေမှန်ကိုသိသွားခဲ့တဲ့ရွှေနဲ့ငွေညီနောင်ဟာမဲတော်တစ်ဖြစ်လဲဆုံးခုံကိုစားပြီးတော့တိုက်ခိုက်ကြပါတော့တယ်။၃ယောက်သားပါဝါရီစွမ်းအားတွေနဲ့အပြန်လန်ကျုံးကြရင်လည်းဇုံကုံကရွှေအောင်တကပတ်ကြော်ကွင်းနဲ့ပတ်လိုက်တဲ့အခါ ငွေကြွာကြော်ကွင်းမှာရစ်ပတ်နှောင်ဖွဲ့မိသွားခဲ့ပါတယ်။ငွေကြွာနှစ်ကပတ်ကြော်ကွင်းဖြီးတဲ့ဂါရောင်တီထားအောင်ရုတ်ဖက်လိုက်တာကြောင့်ကြော်ကွင်းဟာပြီးသွားပြီးတော့သူ့လက်ထဲရောက်သွားခဲ့ပါတယ်။ငွေကြွာဆုံးခုံးနှစ်ကပတ်ကြော်ကွင်းနဲ့ပြစ်ပြီးတော့ပြန်ဖမ်းလိုက်တဲ့တူကစုံခုံးကကြော်ကွင်းမှာမိသွားခဲ့ပါတယ်။ရွှေကြုံနဲ့ငွေကြွာနှစ်ကပတ်ကြော်ကွင်းမှာမိနေစုံခုံးစီကဘူးဒီကြောင့်နဲ့ကြောင်စိမ့်ဖို့လည်းပြန်လည်ရရှိသွားခဲ့ပါတော့တယ်။စုံခုံးကသူ့ဖော်ကောင်လှုပ်လိုက်တဲ့ပါကျဲကိုစိတ်တုန်နေပြီးတော့စုံခုံးကသူ့ကဲမာလို့ပြောတဲ့အခါပါကျဲကကိုယ့်အသက်ကိုကိုရှင်အောင်မွေးဖို့ပြန်ပြောခဲ့ပါတယ်။ ရွှေဂျုံနဲ့ငွေဂျိုးတို့မူးပြီးတော့အိပ်ပျော်သွားတဲ့ခါဆုံခုံကစားဦးချင်းကိုသူ့အမွေးတပင်ပါဇက်နဲ့နှုတ်ခိုင်းပြီးတော့ဓာအကိုဖန်ဆင်းကနဂဘတ်ကြော်ကွင်းကိုဖျက်ထုတ်ပလိုက်ပါလေ။နောက်ထပ်ဆုံခုံတယောက်ချုံနောင်ခန္ဓာပုံဖန်ဆင်းပြီးတော့သူကတော့အပြင်ကိုထွက်သွားခဲ့ပါလေ။မကြခင်မှာရွှေနဲ့ငွေရဲ့တပင်နှစ်ယောက်ကပြန်အောင်လာပြီးတော့အပြင်မှာဆုံခုံတကောင်လာအောင်တိုက်ခိုက်နေကြောင်းသူကိုယ်သူလည်းဆုံခုံငယ်လို့ပြောနေကြောင်းလာပြီးတော့သတင်းပို့ခဲ့ပါလေ။ရွှေဂျိုးကစောစောကငွေတို့ဖန်လာခဲ့တာအကိုဆုံခုံဖြစ်နိုင်ပြီးတော့အခုထဲရောက်လာတာကညီဖြစ်နိုင်ကြောင်းကိုပြောနေခဲ့ပါလေ။ ွေကြိုးကဆွေကြိုးကိုစိမ့်ဘူးဖို့ပြောလိုက်ပြီးတော့သူ့ရဲ့ဘူးသီးချောင်းနဲ့ဖမ်းခဲ့မယ်လို့ပြောကထွက်သွားခဲ့ပါလိမ့်ငွေကြိုးကဆုံးဦးကုန်းရဲ့ညီငယ်မြောက်လေးလားလို့မေးတဲ့အခါဆုံးဦးကုန်းက "तू ဟာဆုံးသူတော်စင်ဖြစ်ပြီးတော့အကိုဆုံးဦးကုန်းကိုလာခဲ့တာဖြစ်ကြောင်းကိုပြောလိုက်ပါလိမ့်ငွေကြိုးကသူ့ရဲ့ဘူးသီးချောင်းကိုဖွင့်ပြီးတော့သူ့နာမည်ခေါ်လို့ထူးရဲရင်အကိုဆုံးဦးကုန်းကိုလွတ်ပေးမယ်လို့ပြောတာကြောင့်ဆုံးဦးကုန်းကလည်းဗနခါခေါ်ခေါ်ထူးရဲကြောင်းအေးဆေးပဲလို့ပြောလိုက်ပါလိမ့်ငွေကြိုးကသူတော်စင်ဆုံးဆွဲနာမည်ကိုခေါ်နေသလိုဆုံးဦးကုန်းကလည်းထူးလိုက်တာကြောင့်ငွေကြိုးကဆုံးဦးကုန်းကိုဖမ်းဆီးနိုင်ခဲ့ပါလိမ့် ငွေကြိုနဲ့ဆွေးကြွားဘူးတီเจ้าကိုဖွင့်ပြီးတော့ကြီးလိုက်ချိန်မှာဆုံးဂုံဟာရင်ကောင်ဟန်ဆောင်ပြီးတော့ထွက်သွားပြီးသူတို့ရဲ့တပည့်ဟန်ဆောင်ကဝိုင်းလာတိုက်ရင်လည်းဘူးတီเจ้าအစ်စ်နဲ့အတုကိုလဲထားလိုက်ပါလေခဏနေတော့တပည့်တယောက်ကနောက်ထပ်မြောက်တကောင်လာပြီးတော့တိုက်ခိုက်နေပြန်ဖြစ်ကြောင်းပြောလာခဲ့တာကြောင့်ငွေကြိုဟာဘူးတီเจ้าအတုကိုယူပြီးတော့ဆုံးဂုံကိုဖမ်းဖို့ထွက်သွားခဲ့ပါလေအပြင်ရောက်တဲ့အခါဆုံးဂုံကလည်းဘူးတီเจ้าကိုကင်ထားတာကြောင့်ငွေကြိုကဘယ်ရရလဲလို့မေးတဲ့အခါဆုံးခုံကမင်းအောင်ဘယ်ရရလဲလို့ပြန်မေးလိုက်တဲ့တော့ငွေကြိုကသူဟာခွန်လွန်တောင်မော်စပီခင်းက လောင်ကြီးစီကမှုန်နဲ့မြေကြီးနှချမ်းကွဲချိန်မှာယူခဲ့တာဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်။ဇုံခုံကသူလည်းပဲအတူတူဖြစ်ကြောင်းပြောလိုက်ကသူနာမည်ခေါ်ရင်ထူးရဲလားလို့ငွေကြိုးကိုမေးလိုက်ပါတယ်။ငွေကြိုးကမယုံဘူးလို့ပြောတာကြောင့်ဇုံခုံကအဲ့ဒီမှာဘူးကနှစ်ဘူးရှိတာဖြစ်ပြီးငွေကြိုးလက်ထဲကအမအဖြစ်ကသူ့လက်ထဲကအထီးဖြစ်ကြောင်းဇုံခုံကကြံဖန်ရွှီးလိုက်ပါတယ်။နောက်တော့တယောက်တည်းနာမည်ခေါ်ရင်ထူးကြီးဂရိထားပြီးတော့ငွေကြိုးကအချိန်ချင်းခေါ်ကဇုံခုံကအချိန်ချင်းထူးခဲ့ပေမဲ့ဇုံခုံကဖမ်းလို့မရဘဲဖြစ်နေခဲ့ပါတယ်။ ဇုံကောင်ကအမာဘူးဟာအဖိုးဘူးပိုင်ရှင်းရှိမှအစွမ်းမပြနိုင်ကြောင်းပြောလိုက်ပြီးသူရဲ့အလဲရောက်တဲ့ခါမှတော့ငွေကျိုးရဲ့နာမည်ကိုခေါ်ကားဘူးသီးကြောက်တဲ့ကိုထယ်ထားလိုက်ပါတော့တယ်။ညီပြေသူဖန်းခမ်းရာကြောင့်ဒေါသထွက်နေရဲ့ရွှေကျိုးကိုပါကျဲကငိုမနေဘူးနဲ့သူတို့ကိုလှုပ်ပေးပြီးတော့အစာကောင်းကောင်းကျွေးလိုက်ရင်တညာပေးမှဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်။ရွှေအောင်ဂျိုမင်းကဒေါသပူထွက်လာပြီးတော့သူ့ကိုလောင်နေပါကျဲကိုရေနှင်းနဲ့ပြုတ်ခိုင်းလိုက်ပါတော့တယ်။တပည့်တွေကဒီတိုင်းပြုတ်ရင်နူးမှမဟုတ်တာကြောင့်ရေကုန်ခွာပြုတ်ဖို့ကြံပေးလိုက်ပါတယ်။ အရင်မှာအရေးကုန်ခွာလူစဲစဲမှာအပြင်ကမြောက်ကဆဲနေတယ်လို့လာပြီးတော့ပြောပြန်တာကြောင့်ရွှေဂျိုကအပြင်ကိုထွက်ပြီးတော့စုံဦးခုံးနဲ့ရင်ဆိုင်တိုက်ခိုက်ပါတော့တယ်။စုံဦးခုံးကရွှေအောင်ဂျိုကိုဘူးဒီကြောင့်နဲ့ဖမ်းထဲဖို့စူးစမ်းနေစမှာ လောင်ကြီးဖိုးဖိုးရောက်လာတာကြောင့်သူ့ရဲ့ဆေးဘူးကိုခိုးယူကလူပြည်မှာတောင်းပန်နေတဲ့နတ်ငယ်နှစ်ယောက်ကိုအပြစ်ပေးတဲ့ကြောင့်ပြောလိုက်တဲ့အတွက်လောင်ကြီးဖိုးဖိုးကသူ့အပြစ်တွေမို့လို့တောင်းပန်ကြောင်းပြောလိုက်တာကြောင့်စုံဦးခုံးကလောင်ကြီးဖိုးဖိုးရဲ့ရဲနာတွေကိုပြန်ပြီးတော့ပေးလိုက်ပါတယ်။လောင်ကြီးဖိုးဖိုးကစုံဦးခုံးရဲ့ခါးကြားကနကပတ်ကြော်ကင်းကိုပါပြန်လဲတင်းစီသွားခဲ့ပြီးတော့ ငွေကြိုကိုလည်းဘူးသီးကြောက်ထဲကပြန်ထုတ်ကခွန်လုံးတောင်စပေးချံကိုပြန်ခေါ်သွားခဲ့ပြီးဇုံုံခုံးကိုတော့ထန်ဆန်းကိုအ мян သွားခဲ့ဖို့စေခိုင်းလိုက်ရင်းနဲ့ပဲဒီပိုင်းနေရာဒီနေရာမှာဆုံးသတ်ထားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆိုတော့ဒီနေ့ရက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျာနောက်နေ့မှာအပိုင်းဆက်ဆက်ပြီးတော့လာပါမယ် ဒါကတော့မြောက်ပြင်းစုံခုံးနဲ့ဆရာတော်တို့ရဲ့အနောက်ရက်တို့ခီးသွွားခြင်းမှတ်တမ်းပဲဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ကျွန်တော်ရဲ့ channel subscribe လုပ်ဘေးနားအကောင်လုံးလို့နှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြောင်းပါပြီးတော့ရုပ်ရှင်ကားတွေအစားဆုံးပြန်ကြည့်တင်နေဆိုရင်ကျွန်တော် Telegram channel တစ်ခုလုပ်ပြီးတော့တင်ပေးထားပါတယ်။အဲ့မှာလည်းသွားကြည့်လို့ရတာဖြစ်တဲ့အတွက် join ထားလို့ရပါတယ်ခင်ဗျ။ဆိုတော့ဒီနေ့မှာအစားဆုံး live ကကြည့်ရှုအားပေးခဲ့တယ်။ချိန်မီခဲ့ကြတဲ့မြောက်ချစ်သူပေါင်းသူတော်ကောင်းတို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ